ောက်စီရဲ့ဥပဒေရွေးကောက်ပွဲတွေကိုနော်လိုက်ပြီးတော့တန်ရောက်လိုက်ပြီးတော့ရွေးကောက်ပွဲကိုအရေးယူမယ်လို့ဘာလို့ညာတို့တွေအဲ့ဒါလေးလူရှုပြီးတော့တကယ်သူတို့ရဲ့စီးပွားရေးထွက်ပေါက်ငွေရှာတဲ့လမ်းကြောင်းငွေဝင်လမ်းကြောင်းကိုအဓိကဥတီပြီးတော့ဖြတ်တော့ပိတ်ဆို့တဲ့နဲ့ yes အသက်သွေးကြောကအဲ့ဒီပေါ်မှာတီးတယ်အဲ့ချက်ကိုလက်ခံလာအဲ့ဒါကပို့ပြီးတော့တက်ရောက်မှုအမြန်ဆုံးနဲ့ခင်ဗျားတို့လူချင်းနဲ့တော်လိုင်းရေးအာသချက်ကိုအဲ့ဖက်ကပဲရောက်မှာကို ပုံဖော်တဲ့နေရာမှာအရေးကြီးပါတယ်လမ်းကြောင်းအလွဲကြီးနဲ့လိုက်နေမလွယ်ဘူးအခုတရားအဲ့ဘက်ကိုပြောရင်အဲ့ဒါကပိုအရေးကြီးတယ်တေးရှင်ရေးကိုဖြစ်နေတာဒီတော့ကျွန်တော်ပြောချင်တာကကျွန်တော်မိတ်ဆွေတွေအဓိကပေါ့ဗျာတော်လိုင်းရဲဘော်တွေဖြစ်ဖြစ်တခြားတခြားကြီးနေကြတဲ့ညီငယ်တွေလည်းရှိပါတယ်နော်အာနာရှင်တယောက်ရဲ့တရားဝင်မှုဆိုတာသူထုတ်တဲ့ဥပဒေသူလုပ်တဲ့ရွေးကောက်ပွဲတွေမှာမရှိဘူးအဲ့ဒါတွေကိုလိုက်ပြီးတော့ယူချင်အောင်စာပြီးတော့ရန်လိုက်ဖြစ်နေလို့ဘာမှမထူးဘူးသူရဲ့ အဓိကရပ်တည်နိုင်တဲ့ထောက်ပံ့ထားတဲ့ထိ ंछ ုပ်ထားတဲ့စီးပွားရေးအသက်သွေးကြောမှပဲအဓိကရှိတာစီးပွားရေးအသက်သွေးကြောမရှိရင်ဒီကောင်ဘာမှကြကြတိုက်လို့မရဘူးဒါလည်းဆက်ပြောမှဆို TIAA ဖက်နော် NUCC အကြောင်းကအစတော့ကျတော့ခေါင်းစဉ်မှာရေးထားတယ်ပြောမလို့ပေါ့ဗျာပြောလည်းဘာမှမထူးပါဘူးနော်ဂျလုတ်ပလုတ်တွေရှင်းရှင်းပြောရင်တော့စကားနဲ့ထက်ပြောရတော့အဆင်တော်မရှိတာ NUG ကောင်တွေပေါ့ NUC တို့က NUG ကောင်တွေပေါ့ ဘာမှလည်းတိတိကျကျခိုင်ခိုင်မာမာနဲ့လှုပ်ပြနေတာလည်းမရှိပြီးရင်ဆောက်ကြီးဆောက်ကျက်တွေတက်ပြောပြီးရင်ဟိုသူများ live fight သူများ live ပြောထားလိုက်တော့အဲ့ကောင်တွေကြောင်းပြောရင်အကုသူများတယ်ပြောမယ်ဆိုရင်လည်းမနေဘူးမကြည့်နိုင်လည်းမတန်းနိုင်ဘူးဒီတော့အရေးကြီးတဲ့တရားအဲ့ဖက်ကိုသွားလိုက်ပါမယ်မိုးကုတ်ကကျွန်တော်တကက်အရေးပေါ်အချက်နေเนาะခုနကတခန်းတော့ပြီးသွားပြီ မိုးကုတ်မိုးမျက်နှာမိုးကုတ်မိုးမိတ်ပေါ့ဗျာနော်အဲ့မှာလော်နေကြတာတွေအများကြီးပဲအချင်းချင်းချားမှာဘယ်လိုများအရှိကိုဆက်သွားမလဲတော့မသိဘူးပြောနေဆိုနေကြတာတွေအိုးဘာဖြစ်လဲတက်ဆက်ဖောက်ရှုပ်ထွေးပြီးတော့အရေးကြီးတဲ့အခြေအနေတစ်ခုကိုအတွင်းကြကြမြင်အောင်ကြည့်ပြီးတော့လှုပ်တဲ့လှုပ်ထိုက်တဲ့ဟာကိုလှုပ်ဖို့ပြုတ်ပြစ်ဖို့ဒါမှမဟုတ်လဲလှုပ်တဲ့လှုပ်ထိုက်တာဥပမာအခုဆိုရင်ဆုပ်ပေးတာနဲ့ခင်ဗျားတို့ပြည်သူရောက်ကြည့်မှုနိုင်ငံရေးအရာတရုတ်စီစဉ်မှုကိုလက်ခံလိုက်တယ်လို့ဖြစ်သွားပြီး ရိတ်ခံပြီးထိမ့်မယ်ဆိုရင်တော့တမိုင်းမှာကြော်ကြားတဲ့ PDF သူရဲကောင်းနေဖြစ်မယ်အဲ့ဒီဂျားတန်းမှာအဖြစ်ရှိတယ်လှုပ်ဖို့ပဲလိုတယ်ရှာဖို့ပဲလိုတယ်ပြောဆိုတိုက်တွန်းဖို့လိုတယ်နမူနာတစ်ခုပြောမယ်ဆိုကျွန်တော်မိတ်ဆွေတယောက်ကမမတစ်ခေါက်အဲ Facebook ချက်ပေါင်းမှာလာပြီးတော့ဆွေးနွေးတယ်လို့ပေါ့ဗျာ TNA ကိုပိတ်ဆို့တယ် MNDA တို့ကိုတရုတ်ကတအားကိုပိတ်ဆို့ဖိအားပေးတယ်အဲ့ဒါကြောင့်လက်ခံဟိုဟာဖြစ်တယ်ရလိုက်ရတယ်ဒီတော့တနည်းပြန်စဉ်းစားကြည့်ပါနော် အဲ့ဒါကိုအခုအဲ့မှာပါတယ်ဒါကတော့လုံတဲ့လုံထိုက်မှလုံပေါ့ဗျာဒါကတော့ဘယ်လိုပြောမလဲအဖွဲ့စည်းတစ်ခုရဲ့စီမံမှုလည်းပါတယ်ဆိုတော့ပြောရတာကသူများအဖွဲ့စည်းကိုဝင်ပြောရတာဆိုတော့နော်အခုပြောပြမယ့်အချက်မှာရှင်းရှင်းလေးပဲနိုင်ငံရေးရတာဟာတိမ်မလားရှင်းမလားမေးတာနဲ့တူတယ်တရားအေကတရုတ်ဖိအားကြောင့်မျိုးကထွက်မဲ့အာအော်တိုဘာ28 29မှာပေါ့ဗျာနော်ဆွေးနွေးပွဲကုမင်းမှာလုပ်တယ် ပြီးရင်အခုဒီနေ့15ရက်နေ့နိုဝင်ဘာ15ရက်နေ့စောင့်ကြည့်ရမယ်ဆိုတော့ကျွန်တော်ပြောခဲ့တဲ့နောက်ဆုံးဒီစက်ကောက်စီခေါ်သွင်းလာမယ်ဆိုတော့16ရက်နေ့မှာခေါ်ပြောတယ်ပြီးရင်စက်ကောက်စီမဝင်လာရင်ပြန်ဝင်လာရင်အာမပစ်ခတ်နဲ့ဆိုပြီးတော့ပြောတယ်မပစ်ခတ်နဲ့ဆိုပြီးတော့မိုးကုတ်မျိုးတံမှာရှိတဲ့တော်လိုင်းအင်အားစုတိုင်းကိုခေါ်ပြောတယ်ဒါဟာရှိရှိလေးပဲမြင်အောင်ကြည့်မယ်ဆိုရင်ဘက်ဖာဇိုလို့ခေါ်တဲ့ဂျာခန်နဲ့မြေတရုတ်ကဖန်တီးဖို့စူးစမ်းနေတဲ့ခြေလမ်း ဘက်ဖာဆုပ်ဆိုတာက TNA လို့ရောက်သွားပြီတနည်းအားဖြင့် red line လို့ခေါ်တယ်ကျိုးနီဖန်တီးတာ PDF တွေမင်းတို့ကမင်းတို့လောလောကလောလောကကေကေမှာသွားနေငါတို့ဒီမှာကျိုးနီတားတယ်အဲ့ဒါကိုကျွန်တော်ဖက်လည်းကျိုးနီတားလို့ရတယ်ဘက်ဖာပြန်ခံလို့ရတယ်ဒီတော့အချက်လက်တွေနဲ့ပြောမဆိုရင်ဗျာမြေပြင်အနေထိပထဝီနေထားလဲကြည့်မဆိုရင်လဲဘလိုပဲကြည့်ကြည့်စက်ကောက်စီတက်မြောက်ဖက်ရွှေလီကြောကရှိတဲ့မဘေးတို့ပါတို့ပေါ့ဗျာရွှေလီမြကန်းဘေးမှာရှိတဲ့မဘေးမန်းစီ အဲ့ဒီဖက်ကနေဝင်လာဖို့ဆိုတာမဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးဒါက KIA ထိချုပ်ထားတဲ့နေရာအဲ့ဒီဖက်မှာ KIA PDF တွေရှိတယ်ရော့စစ်ကောက်စီဝင်နိုင်တဲ့ဖြစ်နိုင်ဆုံးတစ်ခုတည်းတော့လမ်းကြောင်းကျွန်တော်ပြောခဲ့တဲ့ TIA ထိချုပ်နေမြေကနေပြီးတော့ဖြတ်တမ်းမှတော့ဝင်လို့ရမှာမြေပြင်ပုံချောင်းဝန်းနေလို့အရှိဒီအာတွင်းငယ်တို့ဘာတို့ဖက်ကနေလဲဝင်လို့မလွယ်ဘူးအဲ့ဒီဖက်မှာ ABS တည်း PDF MDY PDF တို့ရှိတယ်ပေါ့ဟာဒီတော့ဒါကဘာကိုပြနေလဲဆိုရင် စစ်ကောက်စီဝင်လာနိုင်တယ်ဆိုတာ TNA ကအမိစိတ်ပြတာမျိုးခေါ်သွင်းတာမျိုးနဲ့မှသာပဲဖြစ်နိုင်တဲ့ကိစ္စငင်းလို့မရတဲ့အချက်လက်ကဒါပဲဒီတော့အဲ့ညမှာတစ်ချက်စဉ်းစားကြည့်နော်အဲ့လိုဖြေတွေကိုရှာရင်ကျွန်တော်ဂိတ်တီအိုဒီပဲတော့ရတယ်ဟုတ်တရုတ်ကနဇတ်တိညရေးကိုလိုချင်တယ် TNA ကတရုတ်ကိုမလွန်ဆန်ရဲဘူးဒါတည်းပြောတာပဲဒီဒါပေမဲ့ PDF မိုးကုတ်ဗျူဟာကအဲ့ဒီလိုမျိုးအခြေအနေမှာညီမချင်းပေါ့အဲ့တည်းမှာလွတ်လပ်စွာ ရွေးချယ်လုံစားပိုက်ခွင့်ရှိတဲ့တိချအဖွဲ့တွေဖြစ်တယ်။ EO တွေဆိုတာကသူတို့လူမျိုးစုအကျိုးစီးပွားကိုအဓိကထားတယ်။အဲ့လိုပဲဗမာလူမျိုးစုအကျိုးစီးပွားကိုအဓိကထားတဲ့ Mogok PDF PDF တွေကလုံလို့ရတဲ့အခြေအနေတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ဒါဟာ Mogok Mumbai ဆိုတာတနည်းအားဖြင့်ဗမာလူမျိုးအများစုနေထိုင်တဲ့ Mandalay တိုင်းရဲ့တကားပေါက်ပြီးတော့ဒီနေရာကိုလက်လော့လိုက်ရပြီဆိုရင်လည်းတော်တော်ခက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 ်ကိုပဲတော်လိုင်းရေးပေါ်ရုပ်ကြည့်မှုပလုံသွားလိမ့်မယ်ကြောက်ဆုပ်သွားလိမ့်မယ်မဟုတ်လား တော့ပြောချင်တာကမန္တလေးတိုင်းတကားပါဖြစ်လို့ဒီနေရာကိုလက်လွတ်လိုက်ရင်တော်လိုင်းရေးနိုင်ငံရေးကုန်သိခါဟာရှင်းရှင်းပြောရင်တော့အားလုံးပြီးသွားပြီတုံညာအဆင့်ကိုကြာရောက်သွားလိမ့်မယ်ဒီနေရာမှာတကယ်လို့တွက်ချက်ကြည့်တာပေါ့ဒါကတွက်ချက်ကြည့်ရမှာပဲ what a scenario pdf တွေကနော်အခုလိုမျိုးဆွေးနွေးပြီးတော့ tna ပြောတဲ့အတိုင်းအာလိုက်နာပြီးတော့တင်တဲ့တစ်ချက်မှမဖောက်ပဲမြို့ကိုအားလိုက်မယ်ဆိုရင်ဘာဖြစ်မှထင်တယ် နံပါတ်၁ပြည်သူလူထုရဲ့ threat ယုံကြည်မှုကျဆင်းသွားမှာပဲချက်ချင်းကိုပြိုလဲသွားလိမ့်မယ် PDF အဲ့ဒီပေါ်မှာဘာလို့လဲဆိုရင်အရင်တရုတ်တိုင်းလုပ်တဲ့ MNDA တို့တရုတ်အဲတို့အတိုင်းဖြစ်သွားလိမ့်မယ်နံပါတ်၂စစ်ကောက်စီကအဲ့မှာရှိတဲ့တန်ဖိုးတည်တဲ့လူတွေပါဖမ်းမယ်နော်အာတော်လိုင်းရဲ့ပတ်သက်တဲ့ဟာတွေကိုလည်းအရေးယူမယ်ဖမ်းဆီးမယ်လိုက်ရှာပြီးပြီးရင်အဲ့ဒီတောက်အခြေပြုပြီးတော့မန္တလေးဘက်ကိုဥတီပြီးချိတ်ချောက်မယ်ပြန်ပြီးတော့ခြေကုန်းနဲ့မြေတော်ရောက်သွားတယ်လို့ဖြစ်သွားမယ်နံပါတ်၃တမိုင်းမှာ တော်လိုင်းတမိုင်းတခြားလုံးမှာ PDF တွေပြန်အပ်လိုက်တဲ့မြို့အမက်ဆက်ကြံခဲ့လိမ့်မယ် yes or no ဒါထက်စဉ်းစားမယ့်အချက်တွေဒါအစိုးတော့ရလိုက်နော်ပြန်အပ်လိုက်ပြီဆိုတာနဲ့ PDF တွေမတိုက်ပဲပြန်အပ်လိုက်တဲ့မခုကံပဲပြန်အပ်လိုက်တဲ့မြို့အမက်ဆက်တခုကြံခဲ့လိမ့်မယ်တောက်ခဲ့တဲ့အချက်တွေဒီတော့တစ်ခါပြန်ပြီးတော့ပြောင်းပြန်လှန်ပြီးစဉ်းစားကြည့်ပါ PDF တွေက တရားအေးရမပြည့်နဲ့ဆိုတဲ့စကားကိုကြော်လွန်ပြီးတော့ red line ပေါ့ဗျာဥပမာကိုးဘတောက်ကို red line ပြတ်တားလာကျိုးနီးပြန်တားလာနော်သူတို့တယောက်ကတားမှ red line ဖြစ်လာမဟုတ်ဘူးတယောက်ချင်းတိတားလို့ရတယ်ကျိုးနီးကိုတရားအေးကတောင်းဆိုပြောဆိုတဲ့နော်မပြစ်တရားကြီးမဖောက်နဲ့မပြစ်ခန့်နဲ့ဆိုပြီးတော့ပြောတယ်သူတို့နဲ့တူတူစက်ကောက်စီခေါ်လာမယ်ဒီတော့အဲ့ဒီကမှကိုဘတာကိုတော်လိုင်းအင်အားစုတွေကကျိုးနီတားလို့ရတယ်ဘယ်လိုဘယ်လိုအခြေအနေကြီးဆိုပြီးတော့ပြန်တားလို့ရတယ် နော် red line ကို c ဖြစ်တတ်မှတ်ပြီးတော့တိုက်ပွဲဝင်လို့ရတယ်ဆိုတော့ပြောချင်တာအဲ့လိုဝင်လိုက်ရင်ဘာဖြစ်မလဲအဲ့ဒါကအရေးကြီးတဲ့အဖြစ်ဘာလို့ဆိုရင် ထိခိုက်မှုတွေနဲ့အများကြီးစဉ်းစားတော့မှလေဒီတော့သိချပါတဲ့စစ်ကောက်စီရဲ့စစ်ရေးအရာဘုံကျတိုက်ခိုက်မှုတွေရရှုံနှိမ့်နိုင်ချေလဲရှိကောင်းရှိမှာပဲမြို့ပျက်စီးကောင်းလဲပျက်စီးမှာပဲဒါပေအဲ့ဒါမျိုးစီဒီယာမှာကိုပါနီပုံစံမျိုးတော့အော်ဂတ်စတင်လို့ရေးတာရှိတယ် Facebook ပေါ်မှာလဲတူတယ်အဲ့ဒါမျိုးပဲ မြို့ပြပုတ်ဘဝရောက်သွားရင်တောင်မှနိုင်ငံရေးအရငါတို့ဟာပိတ်ဆက်ဆော့လို့ပြီးတော့အကြီးမားဆုံးအောင်ပွဲကိုနိုင်ငံရေးဖက်ကနေယူနိုင်မှာအဲ့ဒါကတော့သိချတယ်အဲ့လိုမျိုးပဲစီးရီးယားမှာလည်းကတ်ကိစ္စမှာလည်းနိုင်ငံတကာအတိမတ်ပြုတယ်ဆိုတော့အသေးခံပြီးတိုက်လို့ဒီနေရာမှာကိုဘတော့ကိုစဉ်းစားတော့ကျွန်တော်ဆုတ်ဖြတ်လို့မရဘူးပြည်သူနဲ့စစ်တပ်ကြားလောကနေလို့ပူပေါင်းပြီးနေလို့မရဘူးဒီလိုမျိုးအ short ပေးလို့မရဘူးဆိုတော့ရတပ်ပန်ရန်သူအဖြစ်စီးချလိုက်တယ်လို့ဖြစ်သွားလိမ့်မယ်ခိုင်ခိုင်မာမာ ရရတည်တည်လောက်ဖို့တကန်တော့ဒီတော့ PDF ရဲ့ရက်တိချက်ပြတ်သားကြောင်းလဲကဘာကိုတီအောင်ပြလိုက်တယ်လို့ဖြစ်သွားလိမ့်မယ်အရေးဆုံးတာမှာအဲ့ဒီနေရာမှာမတော်တော်လေးခက်ခဲတဲ့အခြေအနေကိုဘသာကိုစဉ်းစားတော့ဒါဟာဝင်းဝင်းတစ်ခုကြံသေးတယ်ဝင်းဝင်းကိုထပ်စဉ်းစားကြည့်ပါဦးဝင်းဝင်းဆိုတာကညံသုံးတာ PDF နော်ထောင်ထားတဲ့စိတ်ကောက်စီတက်ကိုဝင်တိုက်လိုက်တာဟာ TIA အအတွက်မခက်ခဲပါဘူးဘာဖြစ်လို့လဲဆိုရင် TIA အအတွက်ကထွက်ပါပေါ့ရပ်သွားနိုင်သေးတယ်ဆိုလိုချင်တာကတရုတ်က TIA ကိုလက်အုပ်ဝဖိအားပေးထားတယ် TIA ခေါင်းဆောင်ပိုင်းကလည်းအခုလိုမျိုး16ရက်နေ့မှာတတင်းတွေတိုင်းမှာပါလာတဲ့ချက်ချက်ပြပြငါတို့တားတယ်ငါတို့ပြောတယ်ငါတို့ဆိုခဲ့တယ်ဒါပေမဲ့ PDF တွေကဒေတာခန့်တွေကဖိအားပေးလို့ PDF တွေကလက်မခံပဲဝင်ပြီးတော့တိုက်လိုက်ပါတယ်ဆိုတာမျိုးကျွန်တော်တို့တားစီပြောဆိုထိုက်ချုပ်လို့မရဘူးဆိုတာကိုပြောလို့ရတဲ့အခြေအနေတစ်ခုရှိတယ် စင်ချေပေးလို့ရတယ်တရုတ်ကမေးလိုက်မေးတော့ငါပြောတဲ့အတိုင်းဘာလို့မင်းကပြောရဲ့တားလဲဘာဖြစ်လို့ဒီကောင်လေးတိုက်လဲဆိုရင်ကျွန်တော်တို့တားလို့မရဘူးအကုန်လုံးကိုသူတို့ကသူတို့တိုက်တာကျွန်တော်တို့တားခဲ့တာကိုနိုဝင်ဘာ16ရက်နေ့တတိယတိုင်းမှာသွားကြည့်စင်ချေပေးလို့ရတယ် yes or no အဲ့ဒါတကွက်ရှိတယ်တရားအိပ်ပေါ်မှာဖိအားနည်းနည်းယော့သွားလိမ့်မယ်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်သူတို့တားလာပဲလေအခုလည်းတားနေတာပဲတားနေလို့ပဲတက်ဆာဖောက်တွေအမျိုးမျိုးထွက်လာကြတာပေါ့မဟုတ်လားအဲ့လိုမျိုး ပြောလို့ရတယ်တစ်ဖက်ကဖိအားကိုလည်းရှောင်ရကြတယ်ဒါဟာဝင်းဝင်းစဉ်းစားတာတော့အကောင်းဆုံးနိလန်ခုနပြောခဲ့တဲ့ဟာကစုတ်မလားတိုက်မလားနှစ်ခုပြောတယ်အခုကဝင်းဝင်းဒီနေရာမှာထပ်ပြီးတော့အချားပြချက်ခတ်ခိုင်မှမှာပေးလို့ရတာကသူတို့တားခဲ့တယ်လေအခုလည်းတရင်လေးမှာတားလာပဲလေမဟုတ်လားပေါ်တင်ခေါ်ပြောတယ်လေအလုံးတကယ်လည်းတားခဲ့တာပဲဒါပေမဲ့တားလို့ရလားဆိုမရဘူး PD အဲ့ဒီသူတိတောင်သူတို့ကောက်ွဲတာဆိုပြီးတော့တိုက်လို့ရတယ် PDF ရခံယူချက်ပြသမှုဟာလည်းတော်တော်ခိုင်မာရာရောက်မယ်။တော်လိုင်းရေးခြေတလန်းဆုပ်တော့ဟာဒီဒီနေရာမျိုးမှာဆုပ်တော့ဟာနိုင်ငံရေးရောတော်လိုင်းရေးရောအညာခံလိုက်တာနဲ့တူးတယ်။ဆုပ်တော့မတင်တော်ဘူးအခုကြတော့သူမခေါ်သွင်းလာပဲနဲ့တမျိုးစဉ်းစားမယ်ဆိုရင်တော့ကျွန်တော်ပြောခဲ့သလိုပတ်ဝိုင်းဖြူဟာတို့ဘာတို့ချင်းရိုက်နီးတို့ဘာတို့တိုက်ဝမ်းမှာအခုကတော့လောကနိုင်ငံရေးရအပိတတ်တာသူကခေါ်ပြောလိုက်မှနိုင်ငံရေးရပါလက်နဲ့ချခိုင်းတာဖြစ်နေတယ်။အဲ့လိုမျိုးကြတော့အယူွက်သုံးတာမျိုးဒီတော့အကြပြတ်ချက်လည်းပေးလို့ရသွားတယ်တရားအေးရ တရုတ်အနေနဲ့လည်း PDF တွေကိုဓာတ်ရိုက်ဖိအားပေးဖို့ဆိုတာကတနိုင်ငံလို့ရစံတော်ကိုစန့်ကျင်ပြီးတော့ဓာတ်ရိုက်ဖိအားပေးဖို့လမ်းကြောင်းလည်းတိတတ်မရှိဘူးသူနဲ့ထိဆက်နေတဲ့နေရာမှာမဟုတ်ဘူး yes or no ဒါကြောင့် PDF တွေတိုက်ပွဲပေါ်တာဟာ TNA ရဲ့အကြက်တဲကိုလည်းကယ်ရရောက်တယ်ကိုမီကိုကောက်ွယ်ရလည်းရောက်တယ်စစ်ကောက်စီအားနည်းနေချိန်လည်းဖြစ်တယ်ပြီးတော့ငါဟာပြောမြောက်ချိတ်ဆက်ထားတဲ့ကန်ဒါကနေပြီးတော့ไลပါတိုက်ခိုက်မယ်ဆိုရင် ဒီဟာကကြီးမားတဲ့အပြောင်းလဲတောင်မှပြောလို့ရတယ်မျောလင်းလို့ရတယ်ရော့ဒါဟာ TNA ဖက်ကလည်းသူ့အတွက်ကသူတို့တားတာကိုလူတိုင်းသိနေပါပဲအခုဒီနေ့16ရက်နေ့မနေ့က16ရက်နေ့မှာတားတာလေမဟုတ်လားအဲ့လိုအခြေအနေမျိုးတော့လို့ဝင်းဝင်း strategy ပဲသူလက်နိုင်ကိုလက်နိုင်ပဲစုပ်လိုက်မယ်ဆိုရင်တော့တော်တော်ဆူဆူဝါယုံကြည်မှုတော်လိုက်အင်အားစုတွေပေါ့ပြည်သူယုံကြည်မှုမြောင်းတဲ့ရောက်သွားလိမ့်မယ်ဒါကတော့ကိုဘတာကိုစဉ်းစားကျွန်တော်ကဒါဒီအသက်တွေပေါ်မှာ LRD ဝင်မပြောတခါမှဝင်မပြောတတ်ဘူး လောကယတိပြရင်မပြောဘူးအခြေအနေကိုပြောပြတာလောက်ပဲရှိတယ်ဒီတော့ PDF တွေကတိုက်ပွဲဖော်တာ TNA ကိုတစ်ဖက်ကအားနေကူညီကယ်ဆယ်ရလဲရောက်တယ် TNA အခက်ခဲဆိုတာက2024 2025 MND ပြီးတာနဲ့အလဲကျရောက်လာတာပဲနော်ကိုမြင့်ကိုကောက်ွယ်ရလဲရောက်တယ်ဘာလို့ဆိုရင်မန္တလေးတိုင်းဝင်ပေါက်ဖြစ်တယ်တခြားတခြားအရေးကြီးကန်တာပြီးတော့တရားဇာတ်ဖက်အနေကြီးနေတယ်တရားဇာတ်ဖက်ပေါ့ဗျာဒီတော့ မိုးကုတ်မိုးမိတ်ဒေသတွေရဲ့တံပိုးသီးအတန်တွေရှိခဲ့ဘူးတဲ့ဥစ္စာကလည်းစန့်ကျင်နေတာဟာလည်းတာမန်စိုက်ခန့်စားမှုမဟုတ်ဘူးဒီတော့ဒါမျိုးတွေကပြထားပြီးသားအခင်းကျင်းတွေရှိတယ်အခင်းကျင်းကိုကြည့်လိုက်ခါကျရင်အဲ့လိုလှုပ်တဲ့အပေါ်မှာတရားမှုကြီးကြီးမားမားမရှိဘူးစက်ကောက်စီဘုံကျဲတဲ့အပေါ်မှာတော့ချူတင်စီစဉ်ဖို့လိုတယ်ရှင်းရှင်းပြောရင်ဒါဟာတံပိုးသီးတန့်ထုတ်ထားတဲ့အတွက်ကြောင့်ဒီနေရာမှာအသုံးချလို့ရတာက public mandate ပေါ့ပြည်သူတွေမြင်လာမင်းတို့မင်းတို့မင်းတို့ဝင်လာလားဘလောက်ပဲတတ်တတ်ပြည်သူကလက်မခံဘူး ပြည်သူအာဏာဖက်ကိုပြန်လွှဲလိုက်တာပဲပြည်သူအားနဲ့ယူတာတော်လိုင်းအင်အားစုတွေကဒီမန်ဒိတ်ကိုလေးလူရှုပြီးပြည်သူကတန်ဖိုးတီးတယ်ပြည်သူကလက်မခံဘူးလုံးဝဒါကိုလေးလူရှုပြီးတော့နောက်ဆုတ်လိုက်ရင်တော့စေရေးအရရှုံးတဲ့ဆိုတာထက်ပိုဆိုးတဲ့နိုင်ငံရေးအရကိုယ်တိုင်ရင်းကိုတူးတူးလို့ဖြစ်သွားလိမ့်မယ်တခါတဲ့အပြီးပဲနောက်ထပ်နောက်ထပ်မှာဘယ်တော့မှအာသာချက်ရဖို့အလားလားနေဝါလိမ့်မယ်မရှိနိုင်တော့ဘူးမဟုတ်လားဒီတော့ ဒါကကိုယ့်ဘာသာကိုစဉ်းစားတော့လက်တွေ့အကျိုးရှိဆုံးနဲ့ထိရောက်မှုရှိဆုံးအကြံပြုချက်ရှိပါသေးတယ်။မုဂုတ်ပြူဟာတို့ PDF တက်မှုတွေနောက်ဒီနေရာမှာ TNA ဥပါထည့်ပြောလို့ရတယ်တခြားတခြား PR ပေးရဟုတ်တယ်လက်ကွက်တော့စဉ်းစားကြည့်ပေါ့ TNA အောက်မှာစစ်ကောက်စီအကြံဖတ်မှုတန်ကိုနားလက်ခံစားပြီးတော့တိုက်ခိုက်လာခဲ့တဲ့လူငယ်တွေတိလာတဲ့နားလက်လာတဲ့လူငယ်တွေက ဒီစစ်အာဏာရှင်ရှိနေသူငါတို့တအောင်ပြည်နဲ့လွန်မြောက်မှာမဟုတ်ဘူးတည်ငြိမ်နေရမှာမဟုတ်ဘူးငါတို့တွေကိုအမြဲတမ်းဘုလှကျဲတဲ့ဒါပေမဲ့ခေါင်းဆောင်ပိုင်းတွေကတော့တရုတ်ဖိအားကြောင့်နိုင်ငံရေးအခြေအနေကြည့်ပြီးတော့တင်းတော့တယ်လို့ဆုတ်ဖြတ်လိုက်ရတယ်ငါတို့ကလက်မခံဘူးဆိုပြီးတော့တဘောကတော့ကျတော့သွေးစိတ်ဟိုဟာအဖွဲ့စည်းကိုသွေးခွဲနေတာမဟုတ်ဘူးနော်လက်ကွက်ငါတို့ဆက်ပြီးတိုက်မယ်ဆိုပြီးတော့ရက်တီပြီးထွက်လာတဲ့ပုံစံမျိုးနဲ့တိုက်လို့လည်းရတယ်ရှောင်ပြီးသားဖြစ်သွားတယ် ် MND လက်လုပ်လို့ရတယ်တရား A လက်လုပ်လို့ရတယ်ငါအောက်ကနေတော့တက်ရင်းနေထွက်ကုန်ကြပြီမင်းတို့ရက်ခိုင်းလိုက်လို့တရုတ်ကပြောလို့လည်းရတယ်ဒါကျွန်တော်ပြောပြီးသားနော်ထိရောက်တဲ့အကြံကိုကျွန်တော်ပေးစရာအကြောင်းမရှိဘူးကျွန်တော်ဟာဘာအဖွဲ့စည်းတက်မှမှမပါဘူးကိုပါတော့ကိုစဉ်းစားပါဒါဟာလုံးတင်မလုံးတင်ဒါဟာလက်ကွက်အနေနဲ့ဆက်ပြီးတော့တိုက်ပွဲဝင်လို့ရတဲ့အခြေအနေနော်ယူနီဖောင်းပဲပြပြဘာပဲလုံး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 ပေါ့ဗျာအဲ့လိုမျိုးအခြေအနေရှိတယ်ဒါဟာ တူတက်ရဲ့တက်အောက်ကတိုက်ရင်းအောင်မလက်မခံဘူးတရားအဲ့တအောင်တက်ကိုတိုင်ရတအောင်ကောင်းဆောင်တီရဲ့ဆုပ်ဖြတ်ချက်ကိုပြန်မပြောရဲပြီမဲ့ကိုဘတော်ကိုလုံတိုက်တယ်ဆိုပြီးတော့ထွက်သွားလိုက်တယ်ဆိုပြီးတော့ရရတရင်လုံမဲ့ဆိုရင်တော်လိုင်းရေးကိုရှေ့ဆက်တိုက်ပွဲဝင်တယ်လို့ပြောလို့ရတယ်ဒါကတော့ခက်ခဲလိမ့်မယ်ကိုဘတော်ကိုစဉ်းစားဖို့ဗျာသူရတမနီစီကန်းနေရတအားခက်တော့ဘူးဒီတော့မိုးကုတ်ပြူဟာတို့ PDF တွေကလည်းဆရာတပည့်တွေသူတို့အချင်းချင်းရင်းနှီးမှုတွေလည်းတောင်းချလို့ရတယ်ဒီတော့မဟာပြူဟာမြောက်အမိတ်မနာခံမှု ကျင့်သုံးလိုက်တယ်လို့ပေါ့ဗျာဆိုလိုချင်တာကတအောင်ကရက်ခိုင်းပေမဲ့ငါလူတွေကအဲ့လိုဖြစ်သွားပါတယ်ဆိုပြီးတော့မဟုတ်လေသူတို့စီစဉ်မဲ့ဆိုရင်ပြောတာပေါ့ကျွန်တော်ပြောတာရဲတာတွေမရဲတာတွေနဲ့မဆိုင်ပါဘူးအခြေအနေကသူတို့ကလည်းတရုတ်ရဲ့ဖိအားကြောင့်ရက်လိုက်ရတယ်မတိုက်ရဲလို့လားသွားမေးလို့လည်းမရဘူးသူတို့ရက်လိုက်တာဒါပေမဲ့သူတို့အောက်ကလူငယ်တွေကတက်ကြွနေတယ်နားလက်ထားတာကဒီဆဲအနာရှင်ရှိနေတယ်ငါတို့ကခေါင်းပြောင်းအေးရမှာမဟုတ်ဘူးဒါကြောင့်ထွက်ပြီးတော့တိုက်မယ်မုတ်ကုတ် PDF နဲ့ နော်ဒါကတိုက်ဖက်ဝင်မဲ့အပေါင်းစစ်ကောက်စီခြေချတာနဲ့တိုက်ရမှာကအပီးတခါတည်းခြေမုံရမှာသွေးတို့သွားဆန်းပြီးကလိကလိတလို့လှုပ်လို့မရဘူးတိုက်မတိုက်အပီးသာတိုက်အပြတ်တိုက်ခါတဲ့အပီးပြပြအောင်ဥဆောင်စီစဉ်ပြီးတိုက်ခုနကပြောတဲ့ဥစ္စာကလိုအပ်မှသူတို့အဖွဲ့စည်းပုံမှာပဲမူတည်ပါတယ်ကျွန်တော်ကတော့ဘေးကထောက်ပြတာကျွန်တော်မိတ်ဆွေစီပီမှာလာပြောသလိုပြောတရုတ်ရဲ့ဖိအားကိုတော့ငါတို့တရုတ်မွေးစားသားတော့ဖြစ်မခံနိုင်ဘူးဆိုပြီးဒေါ်သာထွက်တယ်ပေါ့ ထိုင်လို့မရဘူးအဲရင်ကနေပြီးတော့ဆွန့်ခွက်သွားတယ်တပြေးလောက်လာတပြေးလောက်လိုက်တဲ့သဘောမျိုးပေါ့ဒါကသဘောတရားပြောတော့နော်ကျွန်တော်ပြောတော့သူ့ရဲ့တက်ကိုသွေးခွဲနေတာမဟုတ်ဘူးတောက်လို့ရတဲ့နေကိုပြောတာ MD လည်းလုတ်လို့ရတယ်လုတ်လည်းလုတ်ခဲ့တယ်လို့ထင်တယ်ဘာလို့ဆိုရင်ကျွန်တော်တို့မွန်တက်နေတဲ့မွန်ခမာလေးတည်ရမော်လာတည်ရအဲအေကလူငယ်တွေရှိတယ်အဲ့လိုမျိုးပဲမဟာမိတ်ဖွဲ့ပြီးတော့လူငယ်တက်ဆိုပြီးတော့လုတ်ထားတာရှိတယ် UWSA ဒါပါသေးတယ်တဘောပေါက်တယ်မဟုတ်လားအဲ့လိုမျိုးဟာနဲ့အတူတယ်တဘောတရားက ခေါင်းစဉ်ကတော့ကြိုက်တယ်လို့တက်ပေါ့ဒါဟာတစ္ဆာဖောက်ခိုင်းတာမဟုတ်ဘူးတစ်ဖက်ကတအပြောရင်လည်းဟိုဘက်ကိုသွားပြီးတော့တိပါအောင်မယ်ဒီလိုထားလိုက်ပါတော့ဒါကတော့ဒီလောက်ပြောရင်တိပါပြီပြောဘာဖြစ်လို့လဲဆိုရင်အဲ့လိုအခြေအနေတွေမှာခင်ဗျားတို့ကျွန်တော်တို့ရဲ့တိမ်နတ်ကင်တော့ပြီးတိမ်နတ်တန်ဆိုတော့ကစက်ကစီကိုတားရှိတားစီခုခန့်ရုပ်တင်မကောက်ပါဘူးမဟာမိတ်တရားအေကိုတရုတ်ဖိအောက်ကနေကဲထုတ်ပေးမဲ့နိုင်ငံရေးအခက်ခဲကြားတဲ့ကနေဆွဲထုတ်ပေးမဲ့ဒိုင်းလည်းဖြစ်နေတယ်အဲ့လိုမျိုးလှုပ်လိုက်မှဆိုရင် ဘလောက်ထိအဆင်ပြေမလဲဆိုတာကိုတော့ကိုပါတော့ကိုစဉ်းစားအများတို့အခြေခံအရတော့စိတ်ကောက်စီရှိနေသေးရေငါတို့ဟာနော်အခုအပြည့်ရလဲနောက်ကြာရင်ပြန်ပြီးတော့လုံမဲ့ဆိုတာကတော့သိချတယ်ပြီးတော့တဖွဲ့ရက်ပြီးရင်တဖွဲ့ကိုတိုက်မယ်တဖွဲ့ရက်ပြီးတဖွဲ့ပြန်လာခြေမုံမယ်နောက်ဆုံးဟိုတရားအဲဆိုရင်နတ်ဆန်းနတ်ခန်းလောက်ပဲပြန်ဆုတ်သွားမယ်အခြေအနေမျိုးမှာဖြစ်လာနိုင်ဘူးလို့ဘယ်သူပြောရဲလို့လဲပြီးတော့မဟာမိတ်အလိုင်းရင်းကိုဖိအားပေးနေတဲ့ 3PHA ရဲ့မြင်းခွာဗျူဟာကိုလည်းကူညီရရောက်တယ်။လက်ရှိအခြေအနေရလဲစစ်အောက်စီရဲ့အာအနေဆုံးအခြေဖြစ်တယ်။ကျွန်တော်ပြောတာကိုတော့ကိုယ့်ဘာသာကိုစဉ်းစားဖို့ဒါဟာသူ့တပ်ကိုတွေးခွဲတယ်လို့မထင်စေချင်ပါဘူး။ပြီးတော့အဲ့လိုအခြေအနေမျိုးမှာ TIA တက်ကလူငယ်တွေတပ်မှုတွေကစစ်အောက်စီကိုလောကလက်မခံနိုင်တဲ့အုပ်စုတွေအများကြီးရှိတယ်ဆိုတာကအလုပ်သိပြီးသားပြီးတော့ခင်ဗျားတို့ဆက်ပြီးတော့အဲ့လိုတိုက်လိုက်တာနဲ့ နော်အဲ့ဒီအင်အားစုတွေရဲ့နားလည်မှုနဲ့ပူးပေါင်းပါဝင်လာမဲ့အခွင့်အလန့် opportunity ကအလွန်များတယ်လူငယ်တွေထွက်လာဖို့က PDF တွေကတိုက်ပြတာမျိုးဖြည့်ဝပြီဆိုရင် TIA လူငယ်တွေကအဲ့လိုစဉ်းစားချက်မျိုးနဲ့ထွက်လာကောင်းထွက်လာနိုင်ပါတယ်ဒါဟာတွေးခွဲပြီးတော့တစ္ဆာဖောက်ပြီးတော့ထွက်လာတာမျိုးမဆိုလိုဘူးနော်သဘောပေါက်မှာပါပြီးတော့မျိုးကိုရန်သူစစ်တပ်လက်ထက်ကိုထိုးအပ်လိုက်တာတည်းဆိုရင်ရေရေတိတ်တိတ်တိုက်ပါတယ်ဆိုတော့ ပြပြင်းတဲ့တိုက်ပွဲတစ်ခုကိုဖော်ပြတဲ့ကန်ထတရုတ်တို့ဘာတို့ရဲ့ချင်းချိန်နိုင်တဲ့စဉ်စားချက်တစ်ခုဖြစ်အောင်ကိုကျွန်တော်တို့အရင်ဖို့လိုနေတဲ့အခြေအနေလို့မြင်တယ်။ဒါပေမဲ့ဒါဟာကျွန်တော်လောက်ပါဆိုပြီးတော့ကျွန်တော်တို့ကပြောပိုက်ခွင့်မရှိဘူး။ဘေးကထောက်ပြတာပဲ။မျိုးတစ်မျိုးဟာလက်ရှိဒီချင်းနေမှာနော်အရင်တော့ကျွန်တော်ကအခြေအနေအကြောင်းအရအမျိုးမျိုးပြောပေးမယ်။ဒီချင်းနေမှာတော့အခုလိုမျိုးခေါ်သွင်းလာရင် TIA ကလည်းဒါဟာအကြက်တက်တအားရှိတယ်ဆိုတော့သိတာတယ်။ ဘလိုပဲပြောပြောပြည်သူတို့ခေါင်းစစ်တိုက်တဲ့နေမှာ PDF ကဗမာပြည်သူကိုကိုစားပြုတ်တယ်လို့ TIA ရလား TIA တအောင်ပြည်သူကိုစားပြုတ်ရမှာပဲဒါကိုသူတို့အပြစ်တင်လို့မရဘူးနိုင်ငံရေးမှာနော်ညီကိုရင်းလို့ချစ်ကြည်တယ်မဟာမိတ်ဆိုတော့မရှိဘူးအကျိုးစီးပွားကိုပဲကြည်ပြီးတော့စုပ်ဖြတ်ရတဲ့ကံတားတွေအခုလည်းအကျိုးစီးပွားကိုကြည်တဲ့ဝင်းဝင်း strategy ကိုတောက်တာသူ့ဘာသာသူကိုကတိုက်လိုက်တာနဲ့ TIA လူငယ်တွေကလည်းငါတို့ခေါင်းဆောင်တွေကကွာ စဉ်းစားချက်ကအိုနေပြီ။ဘာညာဆိုပြီးတော့ထသွားတိုက်တဲ့ပုံစံမျိုးတိုက်တာမျိုးနားမထောင်နဲ့အမိန်နားမခံတဲ့ပုံစံမျိုးအဲ့လိုမျိုးနဲ့လုံးမဲ့ဆိုရင်တော့ရဲလုံးလို့ရပါတယ်။ MND လည်းလုံးလို့ရတယ်။တခြားတခြားတက်တွေလည်းလုံးလို့ရတယ်။လုံးတင်မလုံးတင်ရတော့ကိုဘသောကိုစဉ်းစားဖို့ဗျာ။ဒါကတော့သဘောပြောပြတာနော်။ဒါအဲ့စကားပြောဖို့တော့ကျွန်တော်15မိနစ်လောက်အချိန်ထိုင်ယူရတယ်။ဘာလို့ဆိုရင်ဒါဟာအန်တီရကြီးတဲ့စကား။ဒီတော့ဒါကိုချုပ်လိုက်မယ်ဆိုရင်နော် ပြီးမှအချိန်ရသေးတယ်ဆိုတော့ NUG အကြောင်းနည်းနည်းလှုပ်အောင်ပဲတော်တော်အမြင်ကက်နေတာရောက်မလှုပ်ဖို့ကလည်းကျွန်တော်ပြောလို့လည်းသူတို့လှုပ်ချင်မှလှုပ်ပါကျွန်တော်ပြောလို့လည်းလှုပ်မယ်လို့လည်းအမခံလို့မရဘူးကျွန်တော်ကအခြေအနေတစ်ခုကိုပြောပြတာလောက်ပဲသူတို့လည်းမသိကြအကြမ်းမရှိဘူးသူတို့လည်းစဉ်းစားမိချင်မိမှာပဲနော်ဘာလို့ဆိုရင်ဒီတစ်ခေါက်ခြေလမ်းနောက်တစ်လမ်းဆုပ်ပြီးဆိုရင် ပြည်သူရဲ့ငါးနှစ်ကြာရတ္တိလာရတဲ့ခါစီးခံလာရတဲ့အကြတဲ့ဒုက္ခတွေအားလုံးကိုခင်ဗျားတို့တဲထဲရည်သွန်လိုက်တယ်လို့ဖြစ်သွားလိမ့်မယ်ကျွန်တော်တို့လည်းတူတူပဲ နော်ပြီးရင်လည်းတက်ရောက်မှုကမကောင်းဘူးစက်ကောက်စီရောဝင်လာဒီတိုင်းထိုင်နေမဲ့ကောင်းနေမဟုတ်ဘူးဟိုဆက်ဆံရေးရုပ်ဖွင့်ပြီးတော့ညိပ်ပြီးထိုင်နေမဲ့ကောင်းနေမဟုတ်ဘူးပိုက်ရမ်းရမ်းမှဆိုတော့ပြည်သူတွေနင်းတော့ပါလိမ့်မယ်မူကုတ်ပေါ်မှာကက်ရရှိတဲ့တအောင်းဒေတာရဲ့ကက်ရမူကုတ်ဆိုတာကမူမိတ်ဆိုတာကတခြားတခြားတိုင်းရင်းသားတွေရဲ့ယုံကြည်မှုပါ TNA ပေါ်မှာကြီးမားတဲ့တက်ရောက်မှုရှိတယ်နော်ဟိုအဲ့လိုဝိုင်းပြီးတော့အခုလိုမျိုးအခြေအနေကို PDF တွေကဒါမှမဟုတ်လည်း TNA ရဲ့ စစ်ကောက်စီဖက်ကနေပြီးတော့တာလှုပ်လာခဲ့မယ်ဆိုရင်တော့တော်တော်စိုးစိုးဝါဖြစ်သွားလိမ့်မယ်အဲ့ဒါဆိုရင်တော့အဖက်ဆက်လို့မရတော့ဘူးအခုလိုမျိုးကတော့ရနိုင်ချေရှိသေးတယ်ဒါကတော့သဘောပြောပြတာပါနော်တကယ်ကဒီချင်းတွေကိုကျွန်တော်တို့တစ္ဆာဖောက်တယ်ဆိုပြီးတော့ပြောနေတဲ့လူတွေပြောချင်တာကဒါဟာတစ္ဆာဖောက်မှုမဟုတ်ဘူးခင်ဗျားတို့စဉ်းစားကြည့်ခင်ဗျားတို့ကအဲ့လိုမျိုးဟာကိုနိုင်ငံရေးရဘာမှသဘောတူအမှားခံချက်မရှိဘဲနဲ့ပခုတ်ဖက်ပြီးတော့ဒါတော်ဆိုဝေဆိုးနဲ့ ဘုံကျောင်းတပ်ပေါင်းကျော်တွေးရုံလောင်းနဲ့ခင်ဗျားတို့ကတပ်ပေါင်းစုဆိုပြီးတော့မဟာမိတ်တွေကပြောဆေးရည်ဥဆောင်နေတယ်လို့ထင်နေတာခင်ဗျားတို့အထင်လက်တွေ့မကြဘူးဒါမျိုးကလက်တွေ့ကြကြဖြစ်လာတာအခုက KIA နဲ့လက်ဓာတ်ပုတ်ရိုက်ပြီးတော့ဆရာတို့ပခုံးပေါ်မှာတောင်းဝန်ရှိပါတယ်လို့ပြောရုံလောင်းနဲ့သူတို့ကပခုံးထမ်းပေးစရာလားသူတို့လူမျိုးဘုံမကြက်ခံရဖို့တယောက်တေဖို့အရေးမတေဖို့အရေးပဲစဉ်းစားပါဒါဟာလက်တွေ့အမှန်တရားသစ္စာဖောက်တာမဟုတ်ဘူးတကယ်ကတရုတ်ရဲ့ပထဝီနိုင်ငံရေးဖိအားပေးဆန့်တတ်မှုအကြီးမားဆုံးခံရတဲ့အခြေအနေ လက်ရှိအခြေအနေကမေကွန်ထုတ်တာမြင်းနီရှင်းရှင်းပြောတော့ရှမ်းမြောက်တအောင်းထိရောက်လာပြီ TNA ရဲ့အဲ sorry တရုတ်ရဲ့ပါဝင်ပတ်သက်မှုမိုးကုတ်ရောက်လာရင် MNDY MNDY ပြီးရရှင်းရှင်းပြောရင်တရုတ်ရဲ့ပါဝင်ပတ်သက်မှုဟာအလုံးမြင်းနီ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 ဆိုပြီးတော့တားတော့မှာပဲဟိုးအိန္ဒိယတရုတ်ရောက်သွားမှမသိဘူးတားလိုက်ရင်ရှင်းပြောရင်တော့တိန်းတော့ပဲအဲ့တော့အသေးခံခိုင်းဖို့ဆိုတာမျိုးတော့မဆိုလိုပေမဲ့ဒါဟာစုတ်သွားရင်တိတ်ဆိတ်သွားရင်မိုးကုတ်ပြီးဒီအဲ့ဒီရဲ့ငိမ့်ချမ်းရင်မဟုတ်ပါဘူး ိုင်ငံရေးကအသေးခံလိုက်တယ်လို့ဖြစ်သွားမှာနိုင်ငံရေးသိသွားပြီနောက်တစ်ခါပြန်ပြီးတော့နိုင်ငံရေးရတော်လိုင်းရေးလောက်ပါမယ်ဆိုပြီးတော့စီရုပ်လို့မရတော့ဘူးမင်းတို့ကလက်နဲ့ကင်ပြီးတော့ဘာမှလည်းမဟုတ်ပါဘူးဆိုတဲ့အမြင်ဖြစ်သွားလိမ့်မယ်နော်အချက်လက်ကလည်းရှင်းမီတာနိုဝင်ဘာ16မှာခေါ်တွေ့တယ်ဒီက AA ကနိုဝင်ဘာ30မှာ30ပြီးတော့ဒီစင်မှာတရက်ဒီတော့ဒီချင်းတွေရဒါဟာတရုတ်ရဲ့နိုင်ငံရေးဖိအားပေးမှုပုံစံကွက်တိစီစဉ်ထားတဲ့ဇန်ညောတိုင်းရောက်လာတာပဲကျွန်တော်တို့ပြောခဲ့ပြီးပြီအဲ့တိုင်းပဲရောက်လာမှာ ပြီးအပိဒါကခင်ဗျားတို့ကလည်းသူတို့ဘက်ကနေခန်းစားကြည့်ရင်တအောင်ပြည်နယ်အတွက်လှုပ်တယ်တအောင်လူမျိုးတွေအတွက်လှုပ်တယ်သူတို့ဆိုတယ်သူတို့တောက်တဲ့ပြည်သူဟာတအောင်ပြည်သူ UNG တို့ PDF တို့တောက်တဲ့ပြည်သူဟာပြည်သူအလုံးစုံပြီးလှုပ်နေတာကချင်တောက်တဲ့ပြည်သူဆိုတာကချင်ပြည်သူခရရေတောက်တဲ့ပြည်သူအဲ့လိုမျိုးစဉ်းစားကြည့်မှမှန်ပါအဲ့တော့သူတို့ပြည်သူကိုဖိအားပေးလိုက်ရင်သူတို့တွေကနေမွေးဖွားလာတဲ့ခေါင်းဆောင်တွေသူတို့တွေကနေမွေးဖွားလာတဲ့ TNA တက်တဲ့ဟာ သူတို့ပြည်သူအတွက်ကြည့်ရမှာပဲအဲ့လိုမျိုးစဉ်းစားမှမှန်တာဒါဟာအကျိုးတူပဲเนาะတအားကိုအနေနာခံဆွတ်လွတ်ပြီးနေပြည်တော်သက်သိမ့်မဲ့လို့အကျိုးများလေးပါနေနဲ့ကိုလိုချင်တဲ့ပုံစံနဲ့ကြည့်တာမရဘူးအဲ့လိုမျိုးကြည့်ရင်တစ္ဆာဖောက်ဖြစ်မှာပေါ့တကယ်တစ္ဆာဖောက်မဟုတ်ဘူးဒါဟာလက်တွေ့ကျတဲ့ဆုံးဖြတ်ချက်ပဲဒါမျိုးကရှိကိုရှိတယ်စေရေးနိုင်ငံရေးတိုင်းမှာရှိတယ်ဒါမျိုးအကျိုးတင်မစဉ်းစားမပြင်ဆင်ထားဘဲနဲ့ဖြစ်လာမှဝုံငနဲ့ဒေါသအလုံးတရားအိမ်ပေါ်ပုံချတာကကျွန်တော်တို့မားတယ်တရားအိမ်မမောက်လို့မပြောဘူးမားတယ်ဆုံးဖြတ်ချက်တွေမှာ တအားကိုပဲဟိုအတားဆန်တယ်သူတက်သူကြည့်တယ်ဒါပေမဲ့ဒီအချိန်တွေကိုလောကတက်ဆတ်ဖောက်လို့ပြောလို့မရဘူးမားတယ်ဆိုတာနဲ့တက်ဆတ်ဖောက်နဲ့မတူဘူးဒီတော့ဒီညမှာကျွန်တော်တို့ကစက်ကောက်စီနဲ့တရုတ်ကြားကနိုင်ငံရေးပါသဘောတူညီချက်စစ်ရေးပါသဘောတူညီချက်ဘာတွေပေးပြီးတော့ဘယ်လိုတွေများအခုညတောင်းလိုက်လဲမသိနိုင်ဘူးစက်ကောက်စီကမဟုတ်လားသိလို့လားမသိဘူးလေမသိတဲ့အချိန်တွေမှာတရုတ်ရဲ့ကြီးမားတဲ့အင်အားကြီးနဲ့ဖိအားပေးတာကိုဘယ်သူကခံနိုင်မှာမို့လို့လဲ မျက်နှာတရားအဖက်ကရက်ပြီးပြောနေတာမဟုတ်ဘူးဘယ်သူမှမခံနိုင်ဘူးเนาะစစ်ကောက်စီမှာပေးစရာရှိနေရင်ပေးပြီးတော့ကချင်လည်းလုံးမှာပဲတရားအဲလည်းလုံးမှာပဲတခြားတခြားအားလုံးအားလုံးလုံးမှာပဲပေးစရာရှိနေပြောတာเนาะကြီးကြီးမားမားဥပမာ AR မြင်ယူလိုက်တော့ပါတို့ဒါသဘောပြောတာပြောပြောချင်တာကရှင်းရှင်းလေးပါပဲတရားအဲဘာလို့လောက်ရလဲဆိုရင် तू ဟာတရုတ်ရဲ့ဂျားခန့်နဲ့မြအကြက်တဲဂျားတဲ့မှာဝင်ကနေရတဲ့ရန်တရားတစ်ခု တအားခက်ခဲပါတယ်သူတို့ဖက်ကလည်းသူတို့ရဲ့ရည်တည်မှုကုန်တွင်ပိတ် TNA ဟာမဖြစ်မနေ TNA MND KIA KIA ရည်တည်ရသာသရှိလို့သူတို့ဟာမဖြစ်မနေရှမ်းမြောက်ဟာတရုတ်ရဲ့ပိုက်လိုင်းစီမံကိန်းနဲ့ကုတ်သွဲရေးလမ်းကြောင်းပေါ်မှာမီခိုပြီးရည်တည်ရတာနော်လက်ဖက်ဆိုင်ပြူခင်းရနေပြီးတော့လွဲပြီးတော့ခင်ဗျားတို့ပြောသလိုကြားဖြတ်လုံးမတော့ပဲဝင်ဝင်ကောင်းမှာတခြားဟာမရှိဘူးဒီတက်တွေအောင်မြင်လာဖို့သူတို့အများကြီးလောက်ကန်ခဲ့ရတယ်အစာပိုင်းမှာပဲလက်နက်ကైတက်မစို့ တရားမဝင်တဲ့စီးပွားရေးနဲ့ညှိကွန်ညှိတယ်တတ်ခုတူထောင်ပြီးလက်နဲ့ကန်တော်လာမယ်ဆိုရင်ဒါပေမဲ့အများဆုံးပြုပြင်ပြောင်းလဲဖို့လုံးမတော်ပဲအမှန်ကန်တဲ့လမ်းကြောင်းရောက်တာမဟုတ်ရင်အဲ့တရားမဝင်ဟာကြီးတခြားတစ်ခုခုပေါ့ဥပမာဆိုရင်ရှမ်းမြောက်မှာဆိုဘေးတွေပါများတယ်ပတ်သက်မှုချီးကိုရှိတယ်ဒါပေမဲ့အများရှောင်ထွက်ရတယ်ခင်ဗျားတို့အဲ့လိုရှောင်ထွက်လာတာကိုလက်လန်းကြိုးဆိုဖို့လိုတယ်ခင်ဗျားတို့ဘိတ်ကုတ်တွေတွေဘိတ်ဆိုင်သမားတွေဆိုသွားပြောနေခင်ဗျားတို့ကသူတို့တရုတ်ဘက်ကငါတို့ကငါတို့တဆင်ပဲထောင်တော့မယ်ဒီကောင်တွေငါတို့ဘယ်တော့မှလက်ကမ်းကျုံမဲ့ကောင်တွေမဟုတ်လို့ယုံမှာပေါ့ ပြောမှာပေါ့တတ်တူတွင်းဆိုတာကတိုက်ပြီးမှရတာလေတိုက်ပြီးမှရတာစစ်ကောက်စီရဲ့လက်အောက်မှာနေပေါင်းများစွာခံပြီးမှရတာအဲ့လိုမျိုးဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒီတရံဇာတာလေးကိုတော့ပြန်ရဖို့သူတို့လူမျိုးတအောင်ပြည်သူတအောင်လူမျိုးတွေတိုးတက်ဖွံ့ဖြိုးဖို့အတွက်ကြိုးစားရတာလေဒါမျိုးနားလည်ပေးသင့်ပါတယ်စစ်တပ်နဲ့အကျိုးသူပူးပေါင်းလို့လည်းပဲတစ်ခါသူရဲ့တအောင်ခေါင်းဆောင်တွေဒီကရင်ပြည်နယ်ကရင်ပြည်နယ်ဆွေးနွေးပွဲရောက်နေတဲ့အချိန်မှာပဲတစ်ဖက်ကနေအပြစ်ရလိုက်ပြီးတော့ ဟိုဟုတ်လားအဲ့လိုဖြစ်သွားတော့ပဲပြန်ပြီးတော့စတင်ရတာပဲလေပြိုကွာသွားတယ်လေလက်နဲ့အလိုက်ရတယ်လေအဲ့ဒါမျိုးအဲ့လိုသိပါတယ်ဖိနှိပ်ခံရတော့ဗျာအလောက်ကတော့ဒီတော့ဒါကတော့အရင်ဟာတွေပြောနေတာပါဒီတော့အချိန်နှစ်မှာကျွန်တော်ပြောချင်တာကတရုတ်ကန်တာကပိုရေးကြီးတယ်ဒီအချိန်နှစ်ကတရုတ်ကမေကွန်းထုတ်ပြီးသွေးတိုးဆန်းတော့ရေးရဲတင်းတင်းကိုမေးတာပဲအတုံးချခံလိုက်ရတာကတရန်အေးညံ့နေတဲ့အခင်းချင်းကလောလောဆယ်မှာဖြည့်ရှင်းတာမိုးကုတ်ပဲသေးတခြားဟာကပိုးတော့ဆိုးသေးတယ် နော်ရေရှည်တွက်ဆိုရင်အများကြီးရှင်းစားအောင်ပါအဲ့အရေးပေါ်ညံ့နေတာကကျွန်တော် ပြောတဲ့ဥစ္စာနဲ့ဖြည့်လို့ရတယ်လေခုနကပြောတဲ့တိုက်တင်တယ်ဒါပေမဲ့နော် TIA ကတားတယ်ဟုတ်တယ်လေအလုပ်သိတယ်အဲ့လိုမျိုးနဲ့ဆွဲထုတ်တာမျိုးပဲကိုဘတော့ကိုတိုက်တာတိုက်ဖို့အတွက်လည်းအချိန်ကြီးကောင်းတယ်ဆိုလိုချင်တာကတိုက်တဲ့ဆိုတာကတော်လိုင်းရေး PDF လူငယ်တွေဟာနော်အလွယ်တကူရလို့ညှိယူပြီးတော့နေလိုက်မဲ့ကောင်းနေမဟုတ်ဘူးစစ်အာဏာရှင်ကိုလောကလက်မခံဘူးဆိုတာကိုပြတာနိုင်ငံတကာအဲ့ဒါအရေးကြီးဆုံး ဘာလို့ဆိုအဲ့ဒီအတွက်ပဲကင်ခဲ့ကြတာ ਉਹ ဒီတော့ပြောချင်တာကအချုပ်မှာပေါ့ဗျာနော်အဲ့လိုမျိုးဟာကိုကျွန်တော်တို့အာတေကြေတာတွေထိခိုက်တာတွေကအင်အားကြီးတဲ့အချိန်မှာရှိတယ်အခု၄၅နှစ်တိုက်လာတဲ့အချိန်မှာတော့တေကြေထိခိုက်မှုကတော့တအားကြီးကြီးမှတော့မရှိဘူးလေချောင်းတော့တအားဆိုးရရတယ်တော်တော်လေးကျဲမှာပဲဒါကိုသတိထားကြိုတင်ပြင်ဆင်ဖို့အချက်ပေးစနစ်တွေကြိုတင်ပြင်ဆင်ထားနိုင်ဖို့လိုတယ်အတုံးမကြပဲနဲ့ကိုကြိုးကြည့်တဲ့ခေါင်းဆောင်တွေပိုင်မြန်မြန်ဖြုတ်ထုတ်အဲ့မှာကျွန်တော်ပြောတာ UNG အောက်ကလို့မပြောဘူး MTYPD မိုးကုတ်ဘူးဟာတိတန့်ပြောတော့ ် UNG အောက်ကလည်းမဟုတ်ဘူးကိုယ်သဘောနဲ့ကိုယ်ဆုပ်ဖြတ်နေတာပဲခင်ဗျားတို့ကရှင်းပါလား UNG ကဘာမှကိုမပါတာကျွန်တော်စကားတစ်ထက်ကိုမပြောချင်တာအခုကိုယ့်ကိုမိုးကောက် PDF ခေါင်းဆောင်လေးတင်ကေတာတစ်ခုတက်တိပြတဲ့ခုခံစစ်တစ်ခုကိုမဖြစ်မနေစင်နွှဲရတော့မှအချင်းနေပဲเนาะအဲ့ဒါမျိုးကကျွန်တော်ပြောတဲ့ကိုဘာနီเนาะအော်ဂတ်တင်ရေးသလိုပဲ ကတိုက်ပွဲတွေမှာစီးရီးယားမှာမဆုံမနစ်အားမမြပြီမဲ့ခုခံတိုက်ခိုက်တယ်အသေးခံပြီးတိုက်တယ်ပေါ့ဗျာတကယ်ကတော့ဒါပေမဲ့အခုချိန်မှာတော့အသေးခံစရာ LRD မဟုတ်ပါဘူးအင်အားချင်းကတအားကြီးအကွာကြီးမဟုတ်ဘူးလေချောင်းတစ်ခုပဲရှိတယ်ကဘာအမြင်မှာအဲ့လိုမျိုးပြက်ပြက်တတရက်တီမှာနိုင်ငံကြီးအောင်ပွဲရောက်ခဲ့တာမျိုးရှိတယ်အဲ့ဒါ2015ကာနဂျီအန်ဒိုမန်မှာရေးထားတယ်မြို့ကိုပြန်ပေးရရင်တောင်မှမခုခံပဲပေးလိုက်တာမျိုးမဖြစ်သင့်ဘူးဆိုချင်တာနော်ခုခံကောက်ွယ်ပြီးတော့ တပ်နိုင်ငံရေးတပ်ဖိုးရတ္တိချက် PDF ရဲ့တပ်ဖိုးကိုတက်သိပြပြီးတော့မှပေးလိုက်ရတာမျိုးအရှုပ်ပေးလိုက်ရမျိုးတော့တော်သေးတယ်ဒါဟာအာကိုဘာနီဥစ္စာကအရှုပ်ပေးရတာဒီမှာကကြတော့နိုင်ဖို့လည်းရှိပါတယ်လာလာအများကြီးเนาะတေချာပေါက်ထီထီရအောင်နဲ့ပြ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 လှုပ်ဖို့လိုပါတယ်ရော့ဝင်လာတာနဲ့စနစ်တကျစီစဉ်ထားပြီးတော့ခြေမုတ်တိုက်ခိုက်တာမျိုးလှုပ်တင်တယ်အဲ့ဒါမျိုးပုံပါလဲเนาะရဲရဲတင်းတင်းတင်းနှက်ဖောက်တာမျိုးကလှုပ်ပြီးတော့ TIA ကိုပြန်မပြောနားမထောင် TIA ရဲ့လူငယ်တွေကလည်းပပနဲ့နဲ့အဲ့လိုမျိုးထွက်လာပြီးတော့တူတူလုံးမဲ့ဆိုရင်တော့အခြေအနေတစ်ခုပြောင်းပါတယ်စစ်ကောက်စီရှိတာတဲ့နော်ခင်ဗျားတို့စိတ်ထဲမှာတခြားလူရှိရင်တော့ပူကောင်းမယ်လို့တော့ထင်ထားပြီးသားပါပဲဒီတော့စစ်အာဏာရှင်ရှိလို့ပဲတိုက်လာကြတယ်လည်းနဲ့ကိုက်နေပဲလေရရဲ့တည်တင်ဆုပ်ဖြတ်ပြီးတော့မန္တလေးတိုင်းတော်လိုင်းရရဲ့ကန့်ချက်မအောင်ဆုပ်ဖြတ်ဖို့မိကုန်းထောက်တာပါပဲရရဲ့တည်တင်ဆုပ်ဖြတ်ဖို့လိုပါတယ်